哦，那鸡巴疯，叫个，怕了吗你？怕了吗你？啊？你呀，疯了真难受了。我地方没那么个纠杂，为了我活该呀啦。都伢伊妈买大酒杯纠杂个，怎么样？ကျောင်းတော့မတော်လေးတတတင်ကချနေရစပြီးတော့ကမ်းလမ်းပြီဆိုတဲ့ဟာကျွန်တော်ကအဲဇက်ကိုကျွန်တော်ပြောလို့အဲကျွန်တော်အနုပညာကြီးတွေပါလေကနောက်မှာလို့ဆိုတော့ကျွန်တော်ဇက်ကိုပြောပြရတဲ့အချိန်မှာရပြီလို့အနုပညာကြီးတော့ကျွန်တော်ပြောရမှာမလို့ကြိုက်တဲ့လောက်တာပေးတော့ အဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတတားတာအဲ့ရဲ့ပြောခြင်းတဲ့ဇာတိပြောခိုင်းတဲ့ဇာတိကိုပြောမထွက်ဘူးကျွန်တော်ကစိုးရမယ့်ဟာကိုကိုမင်းမြတ်မျက်လုံးကိုကြည့်ပြီးတော့ကျွန်တော်ကမစိုးနိုင်ဘူးကျွန်တော်မမတ်ရိုင်းနိုင်ဘူးဗျာအတိလားဒါမဲ့အာငါငါသည်မရိုင်းမအောင်ရအောင်အာရိုင်းဆိုင်မအောင်ရအောင်ဆိုတဲ့စိတ်နဲ့အဲ့လိုအတင်းကိုကျွန်တော်ကြိုးစားပြီးတော့အရန်ကို စွမ်းကုန်ရိုင်းဆိုင်ထားပါတယ်မောင်နှမအခုကိုစင်းစင်းရဲနဲ့လူသားစိတ်မနေနိုင်တော့အဖေနဲ့မညံ့လို့မိဘစကားပြောအဖေနဲ့မရအတုံးမကြဘူးတောင်းပါတောင်းပါမိရဒီငါပေါ်မှာတက်တဲ့လို့ဆိုးစမ်းမှာဆုံးသွားတဲ့အဖေနဲ့မေတော့မိရဒီမဆောင်ကားနဲ့ဒီကားရဲ့ဂရိုက်တာထရီလာနဲ့တက်ပြီးသွားတယ်ဆိုတော့ကျွန်တော်မြန်မာတီဗီလောက်ပါပဲ တားဆိုးပါတယ်တားဆိုးရတယ်တအားကိုမတ်ရိုင်းထားတယ်တအားကိုရိုင်းဆိုင်ထားတယ်ဆိုတော့သူရကကိုယ့်ရဲ့အခုပေါ်မှာတအားဆိုးတဲ့ character မျိုးပါအဒီကားကိုစပြီးတော့ကမ်းလမ်းပြီဆိုတော့အဲကျွန်တော်ကဇက်ကိုကျွန်တော်ပြောလို့အဲကျွန်တော်အနုပညာကြီးတွေပါလေကနောက်မှာလို့ဆိုတော့ကျွန်တော်ဇက်ကိုပြောပြရတဲ့အချိန်မှာရပြီလို့အနုပညာကြီးတော့ကျွန်တော်ပြောစရာမလိုဘူးကြိုက်တဲ့လောက်တာပြီးတော့ကျွန်တော်ဒီကားကိုကျွန်တော်ရိုက်ချင်တယ်ဘာဖြစ်လို့ရိုက်ချင်ရလဲဆိုတော့အကြောင်းပြချက်က အဲကျွန်တော်အဲ့လိုလှုပ်ချင်တာတွေအများကြီးလှုပ်ခွင့်ရမယ်ထင်တယ်ပြီးတော့ကျွန်တော်ကိုပရိသတ်တွေအမြင်ကအဲ့လိုအေးတယ်ယိုးတယ်အဲအဲ့လို character တည်ငြိမ်တဲ့ဟာတွေပဲမြင်ရတယ်ဒီလိုမျိုးလှုပ်ရမယ်ဆိုတဲ့အချိန်ကျတော့ကျွန်တော်ကဒါတအားကိုဟိုအားတက်တရုံနဲ့လက်ခံပြလိုက်တာပေါ့ဟုတ်ရင်စင်နေပြကျွန်တော်ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်ဒီဖက်ဆိုးဆိုးလူငယ်တယောက်ဖြစ်အောင်လို့ကျွန်တော်စပိန်နေအကုန်လုံးကောက်ပြလိုက်တယ်ပြီးတော့ character တအားကို ်ဆင်းရဲတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အသားတွေဆိုလည်းအညူပြစ်တယ်ပေါ့နော်ညူတော့လက်ပြက်တွေပါဝင်တဲ့အချိန်ကဆိုတကူလုံးကြီးပါအောင်ပေါ့နော်ခြေထောက်ရိုက်မယ်လို့ခြေထောက်တွေအကုန်လုံးအဲ့လိုမျိုးအညူချရတာမျိုးလို့အဲနည်းနည်းလေးနွမ်းတဲ့ဘက်ရောက်အောင်ဒါအဝတ်စားတွေအားစားအဲဘလို့လဲဆိုတော့ဒါဟိုကိုညီပေးတဲ့သူတွေလည်းကျေးဇူးများတင်ပါတယ် so ဒီဒီအဟောင်းပေါ့နော်အဝိတ်အဟောင်းတွေကိုမပေးတော့တဲ့အနေမှာ သူများမတုံးတော့ရောင်းမရတဲ့ပဲ့တွေဒီဟိုမှာကျွန်တော်အဲ့ဒါကိုယွေးပြီးတော့မှအဲ့ဒါတွေဝစ်ခဲ့တာပေါ့ဟုတ်ကဲ့အဲ့ဒါတော့ဆက်ပြောလို့မရဘူးလေအဲ့ဒါတော့ဂျုံမှာအားပေးမှရအောင်အဲ drama ကရှိမှအဲဘိုးတော်ကင်းကတော့ drama ထဲမှာပါတာပေါ့နော်ဒါပေမဲ့အဲလုတ်ကင်ခွင့်အဲ့လောက်မရဘူးဒီမိသားမှာကြတော့ကျွန်တော်ရဲ့လုတ်ပိုင်ခွင့်ရခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကအရင်ဝမ်းသာတယ်အဲဒါ drama ကျွန်တော်ရဲ့ အဲဟိုပရမာတွေပြလို့ရတာပေါ့ဗျာဟုတ်အဲအဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတတားတာအဲ့ရဲ့ပြောခြင်းတဲ့ဇကားတွေပြောခိုင်းတဲ့ဇကားတွေကိုပြောမထွက်ဘူးဆိုတော့အဲ့ဒီဟာအရန်ခက်ခဲတယ်ဒီကိုအကူတယောက်ဖြစ်ကျွန်တော်မှလည်းအကူရှိအောင်အဲကျွန်တော်အကူပြင်ရကိုလည်းကျွန်တော်မပြောထွက်ပါဘူးတော့ကရိုင်းဆိုင်တဲ့ဇကားတော့မပြောဘူးဒီနေ့အသက်ကြီးတဲ့အချိန်ကြီးကို တော့ကျွန်တော်အခုအရင်တယောက်လို့ကျွန်တော်တကယ်ခံစားထားတဲ့အချိန်မှာကျွန်တော်စိုးရမယ့်ဟာကိုဘုံမျက်မျက်လုံးကိုကြည်ပြီးတော့ကျွန်တော်ကမစိုးနိုင်ဘူးကျွန်တော်မမတ်ရိုင်းနိုင်ဘူးဗျာအတိလားဒါမဲ့ဟာငါငါသည်မတ်ရိုင်းမအောင်ရအောင်ငါရိုင်းဆိုင်မအောင်ရအောင်ဆိုတဲ့စိတ်နဲ့အဲ့လိုအတင်းကိုကျွန်တော်ကြိုးစားပြီးတော့အရန်ကိုစွမ်းကုန်ရိုင်းဆိုင်ထားပါတယ် อ่าကျွန်တော်အဲ့အဲ့ဒီဆင်းရဲတုံးကတော့ကျွန်တော်ရိုက်ပြီးသွားတဲ့အချိန်ကိုမြင်းမြတ်အတွက်ကိုတဆင်းပြန်ချိုးတာပေါ့ချိုးတဲ့အချိန်မှာကျွန်တော်တို့မော်နီတာမှာကြည့်နေချင်ပါတယ်ဟာငါလွန်သွားပြီလားဆိုကရိုက်တာရတော့အဆင်ပြေတယ်ကျွန်တော်အပြင်ရဲ့ကျွန်တော်ရဲ့စိတ်နဲ့ကြည့်တဲ့အချိန်မှာအာကျွန်တော်ညိတ်တွေပါလဲတာအဲ့ဒီမှာအဲ့မှာတချင်းလေးဖွင့်လာပြီးတော့အဲကိုမြင်းရောက်ရိုက်နေရကျွန်တော်တို့မော်နီတာမှာထိုင်ကြည့်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ညိတ်လေးပြီးရယ် အရန်တနာလုံးလို့ပေါ့နော်ကိုယ်ကိုအရောင်ရဲ့စိတ်ခံစားပြီးတနာလုံးညိတယ်ပေါ့ဟုတ်တယ်အဲ့ဒါငယ်ဘွားနဲ့ရောပြီးပြောကိုဆိုးသွားတာဟုတ်ဒီကားထဲမှာပါတဲ့ဒါတွေကဘယ်လိုတော်တော်လေးတော်ကောင်းကြပါတယ်ဒါကိုမြင့်မြတ်ဆိုလဲဒါပြောကြအောင်မလို့အောင်နောက်ပြီးတော့ကိုမြင့်မြတ်ကဒါအရှိမပြခဲ့တာဟာတာကားတွေများတယ်အဲ့တော့ကန်ဆက်ချင်တော့လဲဒါကိုမြင့်မြတ်နဲ့ကျွန်တော်နဲ့တွဲရတဲ့ကားတွေကဒရမကားတွေဖြစ်နေတယ် ဒါအဲ့ဒါတော့ကျွန်တော်တို့ကဒါဝမ်းသာစရာပဲပေါ့နော်ရှေ့ကဘိုးတော့ဘိုးတော့ကင်းဆိုလဲဒါကိုင်းမြတ်နဲ့တွေ့ဗီဒီယိုဆောင်ခဲ့ရတာဆိုတော့ဒီဆင်းမှာကြတော့တကယ်ကိုမှညီကိုနှယောက်ကအဲ့လိုအဲ့လိုအញ្ញမ်းကိုလုတ်ခွက်ရပြီးတော့ပေါ့နော်ဒီဥဆောင်ခဲ့ရတဲ့ကဖြစ်တာပေါ့ဆိုတော့တန်တာညီလို့ရှိရင်လည်းသူလည်းအများကြီးကျူးလာတယ်အဓိကတော့ကျွန်တော်တို့နှယောက်ကအဓိက main ဆိုးပေးရဆိုတော့နှယောက်လုံးပြိုင်သူဆိုးကြတာပေါ့နော် အဓိကကအဲကျွန်တော်တို့စီမင်းဝန်ထမ်းတွေဆိုတာကကျေးဇူးတင်ထိုက်တဲ့သူတွေနဲ့မပါပါဘူး။ဘာလို့အဲ့လိုပြောရတာလဲဆိုတော့သူများမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေကြတယ်။ဒါဒီတချို့အမြင်မှာနှိမ်ကြတဲ့အလုပ်ကိုထင်ကြတယ်။အမှန်တော့ဒါဒီနှိမ်ကြတဲ့အလုပ်မဟုတ်ဘူး။ကျွန်တော်တစ်ဖက်တစ်လမ်းပြန်တွေးမယ်ဆိုရင်ကျွန်တော်တို့ဆုံးပြစ်လိုက်တဲ့အငြင်းကြီးတွေအမိုက်တွေကိုသူတို့ကတာဝန်ယူပြီးတော့ဒါသူတို့ကဟိုဒီ ဒီမျိုးကြီးပေါ့နော်ဒီနိုင်ငံကြီးမညစ်ပတ်သွားအောင်တန်ရှင်းသွားအောင်တာဝန်ယူပြီးဖြည့်ရှင်းပေးနေတဲ့လူတွေဖြစ်တဲ့အကြောင်းကိုတို့လို့ဒီအင်မတန်မှမြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတော့ဇလန်းလည်းအဲ့လိုပြောချင်တာပါဇလန်းကကျွန်တော်တို့ဒီလိုလုပ်တဲ့လူတွေဒီဟိုလိုကျွန်တော်တို့ဇာတ်ထဲမှာကျွန်တော်ဇက်ရတော့ကျွန်တော်တို့ကဂျိုင်းထားရယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးတကယ်တမ်းကျတော့ပြန်တွေးရင်ကျွန်တော်တို့ကဒီလိုလုပ်လုပ်ကင်ပေးနေတဲ့လူတွေရဲ့ဘဝကိုကျွန်တော်တို့ကမြင့်တင်ပေးရမှာလေကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ် ကျွန်တော်တို့ရဲ့ကိစ္စဝါဝါကိစ္စကျွန်တော်တို့ရဲ့အငြိအကျေးတွေတို့ကဟိုလုတ်ပေးနေရဗျာတို့ရဲ့ဘဝတိုးတက်ရတိုးတက်ချောင်းလဲကျွန်တော်တို့ဘက်ကလုတ်ပေးဖို့တောင်းဝန်ရှိတယ်ဒါကတော့ကျွန်တော်စကားရိုင်းနေတဲ့ချိန်မှာဝင်လာတဲ့အသည့်ပေါ့နော်အဲဟိုအရင်တုန်းကအဲစာလေးတစ်စောင်ဟိုရုပ်ပြလေးတစ်ခုကိုအရင်တုန်းကမြင်ခဲ့ဘူးလေအဲ့ဒါဘာလဲဆိုတော့တဖက်မှာတာမီနေရောတဖက်မှာအဲဒီစီပင်ဝန်နန်းလို့အလုပ်လုပ်နေတဲ့တယောက်ပေါ့နော်ဆိုတော့ တာမီနျောက်မှာမှနောက်တွဲနောက်နောက်တာမီနျောက်လည်းရှိရပေါ့အဲ့မှာမိဘတက်ရောက်တာဒီလူ့တွေ့ရချိန်မှာတမီအဲတမီကြီးလာရင်ဒီလိုလူမျိုးကိုမဖြစ်အောင်တမီစူးစမ်းရမယ်နော်ဆိုပြီးတော့မိဘဟိုတခုကပြောတယ်ပေါ့နော်အဲတစ်ဖက်နောက်ထပ်မိဘကကြတော့တမီကြီးလာလို့ရှိရင်ဒီလိုလူမျိုးတွေရဲ့ဘဝကိုညှင့်တင်ပေးနိုင်တယ်ဖြစ်ရမယ်ဆိုတော့ အဲဆုံးမစားကပြောတယ်ပေါ့နော်အဲ့မှာလည်းကကျွန်တော်တို့ကအဲ့မှာကျွန်တော်မြင်သွားတဲ့အမြင်ကအော်တအားကွဲတာပဲဆိုတော့ဒီလူတွေဒီကမဖြစ်အောင်လုပ်ရမယ်ဆိုတော့ဟုတ်တော့ဟုတ်ပြင်မယ်လေဒါသူတို့တွေကိုမြင့်တင်ပေးရမှာပိုပြီးမြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတော့အဲတိလာတယ်ပေါ့နော်အဲအကြောင်းမလို့ဒီလှုပ်လှုပ်တဲ့လူတွေစီပင်ဝန်ထမ်းတွေအားလုံးဒီဒါကျေးဇူးတင်လိုက်တဲ့သူတွေထဲမှာပါပါတယ်ကျွန်တော်ကလည်းဒီကနေတဆင့်ပြောချင်တာကစီပင်လုပ်ငန်းလုပ်ကင်နေတဲ့လူတွေအရန်ကိုကျေးဇူးတင်ပါတယ်သူတို့တွေဒီအဲ ဟိုမနေ့အစောကြီးထားရတယ်ကျွန်တော်တို့မနေ့၄နာရီကိုမနေ့၅နာရီကိုထားပြီးတော့မြို့တော်တန်ရှင်မိုးတော့ကိုတို့လုပ်ပေးရတယ်အဲနောက်တော့တနေ့ကုန်ကျွန်တော်တို့ရေစားပြီးတောက်ပြီးဆွန့်ပစ်တဲ့အညစ်အကြေးတွေဒါစားတော့ဆိုင်နေနော်ကျွန်တော်တို့တကွေတကားရအိမ်ဒီသုံးတဲ့အမိုက်တွေကိုညကြောက်လေတို့ပြန်နေရဆိုတို့ရဲ့အလုပ်ကတော်တော်လေးကိုဟိုသူများရတယ်တကယ်တမ်းကြောက်ကျွန်တော်လည်းမလုပ်နိုင်ဘူးလေဆိုသူများမလုပ်နိုင်လို့လုပ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုကျွန်တော်ကလည်းလိုက်လိုက်လေလေကျေးဇူးတင်ပါတယ်အဲ့လိုကျွန်တော်လည်းပြောချင်ပါတယ်ခင်ဗျာ